ဇာသာပတိသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါ့မင်္ဂလာပါနော်ဇာသာပတိသာသမီများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီမှာကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရနမိတ်ကိုတေရကခொနကတ်ချပြီးတော့ကန္ဒီမာဖတ်ကြပြီးမှာဖြစ်ပါတယ်ဒီဟောသရံအစီအစဉ်လေးတော့ပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ကျွန်တော်တို့ပုံမှန်အားဖြင့်တင်ပြနေကြဖြစ်ပါတယ်နော် ောတဲ့တဲ့တင်လေးမစားတဲ့ငယ်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့တင်စကားလေးတွေပါခြင်းပါတယ်။နံပါတ်၁ကတော့ကျွန်တော်တို့ယူရမင်္ဂလာချမ်းကိုဗုဒ္ဓဦးနေရလွဲပြီးတော့ကျမ်းရက်ဒီမှာပိတ်ရမရှိဖွင့်ပါတယ်။အဲတော့ဘသူပဲဖြစ်ဖြစ်ဘဲကပဲဖြစ်ဖြစ်ဘာလို့အခက်အခဲတွေပဲကြုံကြုံကျွန်တော်တို့ယူရမင်္ဂလာချမ်းကိုမြည်သူမစိုးလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရရရတွေအခမဲ့ပြုလုပ်နိုင်ပါတယ်။ ။နောက်အဓိကကျွန်တော်တို့အားလုံးအတွက်ပေါ့နော်။ခုနှစ်ရက်သားသမီးတွေအားလုံးအတွက်အလွန်အမတန်မှအရေးကြီးတဲ့ရေရာကြီးတစ်ခု လာမဲ့ဗုဒ္ဓဦးနေမှာပြုလုပ်မှာဖြစ်ပါတယ်။အဲ့ဒါပါလေ။အဲ့ဒါလာမဲ့တနင်္ဂနွေနေ့မှာပြုလုပ်မှာပါ။အဲ့တော့တပတ်ကပေါ့နော်။တနင်္ဂနွေနေ့အဲ့တနင်္ဂနွေနေ့မှာကျွန်တော်တို့ဘာတွေလုပ်မှာလဲဆိုတော့ခင်မွန်းကြီးဆယ်ပါအလှကတော်ပွဲကြီးပြုလုပ်မှာပါ။ အဲ့တော့ခမင်းသေးပါဆိုတာဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ထားရာဖြစ်တယ်။ကာယကံဝေဒကံမနောကံတွေနဲ့ပြင်မာရင်ကျမ်းမာရေးစည်းဝါးလူမျိုးအိမ်တော်ကြီးတွေကမောက်ကမဖြစ်တယ်။ဒါမှမဟုတ်အဲ့ဒီအပြစ်တွေပြေပြောင်းအောင်ဆိုပြီးတော့ကြောကြတာ။အဲ့တော့ခမင်းသေးပါကြောပွဲဟာလာမဲ့တနင်္ဂနွေနေ့မနက်၈နာရီရှိပါတယ်အားလုံး။နော်မိသားစုလိုက်လာပြီးတော့ကြောမယ်ဆိုရင်တော့ကြောလို့ရပါတယ်နော်ဖိတ်ပါတယ်။အဲ့တော့ကျွန်တော်တို့ တချို့ယူရောမင်္ဂလာကြောင့်မလာရောက်နိုင်တဲ့လူတွေကတော့ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့ hotline တွေမှာနိုင်ပါတယ်39992029တဲ့39992029ရဲ့39692 3958လုံးခုနဲ့ဆိုတဲ့နံပါတ်ကနေဆက်သွယ်ပြီးတော့ hotline တွေမှာနိုင်ပါတယ်เนาะအဲ့တော့ကြာလာတဲ့သားသမီးတွေအတွက်ကြာလာတဲ့တေရနမိတ်ရာဆိုတော့ကျယ်ပွင့်၄ပွင့်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ် ကျဲပွင့်လေးပွင့်ဆိုတာကျဲပွင့်ရဲ့အဓိပ္ပာယ်ကတော့အောင်မြင်ခြင်းနောက်ဖြစ်ထွန်းခြင်းပေါ့နောက်ပန်းနိုင်ရောက်ခြင်းဆိုတဲ့သင်္ကေတဖွင့်ဆိုချက်ရှိပါတယ်။အဲတော့သူ့ရဲ့နမိတ်ထဲမှာဆိုရင်တော့ဒါလူလင်တယောက်ကသူကလူလင်တယောက်ကဆိုတာကျဲပွင့်ခြေထောက်နှစ်ဖက်ဒီလိုထိုင်တာပေါ့နော်ထိုင်နေပြီးတော့ကျဲပွင့်နှစ်ပွင့်ကိုသူကအဲဘဲဘဲခြေထောက်တစ်ဖက်နဲ့ညာဘက်ခြေထောက်တစ်ဖက်နဲ့အဲလိုနင်းထားတာအဲကျဲပွင့်တပွင့်ကိုကြတော့သူကအဲလိုရင်ခွင်းထဲမှာပွေ့ပွေ့ပိုက်တာပါ နောက်ထပ်အကျယ်ပွင့်တစ်ခုကကျတော့ခေါင်းပေါ်မှာရွက်တာဒါဘာလို့ပြောကျင်တာလဲဆိုတော့ဒါပစ္စုပန်ရဲ့အတိတ်ရဲ့အနာဂတ်ရဲ့ကာလသုံးပါးသလုံးမှာအောင်မြင်မှုရတဲ့ကံကြမ္မာနမိတ်ဖြစ်တယ်အဲ့တော့ဒီကလာမှာကျွန်တော်တို့အတိတ်ကာလတုန်းကစ조사ခဲ့တဲ့ကိစ္စတွေအားထုတ်ခဲ့တဲ့ကိစ္စတွေရယူနိုင်အောင်조사ခဲ့တဲ့ကိစ္စတွေကအောင်မြင်တယ်အောင်မြင်မှုရမယ်အဆင်ပြေ ။ဒါပြီးခဲ့တဲ့အတိတ်ပေါ့မဝေးသေးတဲ့အတိတ်မှာကိုကဇွဲလုံးလဝရိယနဲ့ကြိုးစားခဲ့တာဒါလေးတွေဖြစ်ချင်းလို့ဒါလေးတွေရခြင်းလို့ဒါလေးတွေအောင်မြင်ခြင်းလို့နိုင်ငံရောက်သွားခြင်းလို့အလုပ်ရခြင်းလို့မိသားစုကိုလောက်ကန်ကြိုးမွေးခြင်းလို့စသည်ဖြင့်တဲ့အဲ့လိုကြိုးစားခဲ့တဲ့ကိစ္စတွေအားထုတ်ခဲ့တဲ့ကိစ္စတွေအောင်မြင်တယ်တဲ့ဒီဒီမှာဩငါကြိုးစားခဲ့တဲ့အရာလေးရသွားတော့အောင်မြင်သွားတော့နံပါတ်2ကပိဿုပံမှာကြိုးစားနေတဲ့ကိစ္စလည်းပဲ ကြာသာပတိသားသမီးတွေအတွက်အောင်မြင်မှုရပေးတော့မှာကကိုကဘာတွေစူးစမ်းနေလဲတဲ့ဘာတွေဖြစ်ချင်နေတာလဲအဲ့ဒီအတွက်ဖိုကတ်ထားပြီးစူးစမ်းနေတဲ့ကိစ္စတွေပေါ့ကုမ္ပဏီလုပ်ငန်းအဲဆိုကုမ္ပဏီဝန်ထမ်းတွေဆွေရဝန်ထမ်းတွေဆိုရင်ဘာကြည့်မလဲအလုံးမှာအဆင်ပြေဖို့နောက်ယာဓုတို့ဖို့ကိစ္စတွေလစာတို့ဖို့ကိစ္စတွေနေရာကောင်းရဖို့ကိစ္စတွေဒါပစ္စုပန်မှာကိုကစူးစမ်းအထုတ်နေတဲ့ကိစ္စတွေဆိုရင်လဲတဲ့အောင်မြင်မယ်တဲ့နောက်တစ်ခုကအနာဂတ်အတွက်ညှော်လင့်ပြီးတော့ ကြောသာဖြစ်စည်းနေတဲ့ကိစ္စတွေလည်းပဲအောင်မြင်နိုင်တဲ့ကံတာမျိုးရှိတယ်။နောက်ဘယ်နှလားလောက်ကြာရင်ငါတို့ဘာတွေလုပ်မလဲ။ဘလို့စီးပွားရေးတွေမတည်မလဲ။ဘလို့ကိုယ်ပိုင်လုပ်ငန်းတွေလုပ်မလဲ။ဘလို့ကိုယ်ပိုင်ဝင်ငွေစည်းကြောင်းတွေကြိုးစားမလဲ။စသည်ဖြင့်စသည်ဖြင့်ပေါ့နော်။ကြိုးစားအားထုတ်နေတဲ့ကိစ္စတွေကလည်းပဲအောင်မြင်မှုရမယ်။ဒါကြောင့်ပစ္စုပန်ရဲ့အတိတ်ရဲ့အနာဂတ်ရဲ့ကာလသုံးပါးသလုံးမှာအောင်မြင်နိုင်တဲ့ကံတာမျိုးရှိတယ်။အလုံးရကျင်တယ်အလုပ်တွေရမယ်နိုင်ငံခြားသွားကျင်တယ်လွယ်လွယ်ကူကူသွားမယ် ။အဲဂျာတာပြည်သားသမီးတွေအတွက်ဒီကလာနေမှာချိန်ဆရတဲ့ကိစ္စတွေရှိတာပေါ့နော်။အလုပ်ကိစ္စတွေရှိတယ်၊အိမ်ဆောင်ရေးကိစ္စတွေရှိတယ်၊ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ်၊စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စအဲ့လိုချိန်ဆတာပေါ့။လုပ်ရင်ကောင်းမလားမကောင်းလား၊လုပ်တင်လားမလုပ်တင်ဘူးလား။လုပ်လို့ရှိရင်အဆင်ပြေမလား။အဲ့လိုချိန်ဆနေတဲ့ကိစ္စတွေရှိရင်လေတဲ့။အဲ့ဒီကိစ္စတွေအတွက်စိတ်မပူပါနဲ့တဲ့။လုပ်ကိုလုပ်ပါတဲ့။ကိုပူပင်တော့ကထားတယ်လို့မဖြစ်ပါဘူးတဲ့အောင်မြင်မဲ့ကံတာတာမျိုးတွေရှိပါတယ် ။ဒါငွေချင်းနဲ့ပတ်သက်တဲ့နမိတ်မှကြတော့လူလင်တရားပါဆိုတော့ကျဲပွင့်ရောအဲ့လိုညောက်တော့တာပါ။သူကဘာနဲ့သွားတရန်တူလဲဆိုတော့ကျွန်တော်တို့ Academy ရွှေသင်ရုပ်ထုလေး ਨੇ သွားပြီးတော့တူတဲ့နမိတ်ဖြစ်ပါတယ်။အဲ့တော့ Academy ဆိုတာဒါကြာတိတဲ့အတိုင်းပါပဲเนาะ။ဒါအားလုံးကညနိုးခုံမင်းတန်ဖိုးထားတဲ့အရာပါ။အဲ့ဒီကိစ္စကလည်းသိကြပါအစဉ်ပြေနိုင်တာပေါ့။တောင်လို့ငွေချင်းနဲ့ပတ်သက်ရင်ကံစားတာတွေကောင်းမယ်အဖက်ဘက်ကနေအစဉ်ပြေမယ်စိတ်ချမ်းသာမယ်အဖက်ဘက်ကနေပြီးတော့ငွေတွေဝင်လာနိုင်တယ် ရစရာပေးစရာကိစ္စတွေချောချောမောဖြစ်မယ်ငွေကြေးနဲ့ပတ်သက်ပြီးပုံပင်သောကတွေပြေငိမ့်မယ်ပေါ့နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်မှာကျတော့တက်စေးတဲ့တက်စေးဆိုတာ6လှန့်တာပေါ့နောက်ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်ရတတ်တယ်သောကဖြစ်တတ်တယ်စိတ်ညင်ရတတ်တယ်ဆွေမျိုးသားချင်းအကြီးကဲနဲ့ကိုယ်နဲ့အဆင်မပြေဖြစ်တတ်တယ်နောက်လူမှုရေးကဏ္ဍတွေမှာကျတော့ကိုယ်ချုပ်ကင်မဲ့လူတွေနဲ့ဂျုံရတတ်တယ် ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့မိစေပေါင်းသင်းတွေကိုယ့်ကိုပြန်ပြီးတော့ချုပ်ကင်တာမျိုးတွေကြုံရတတ်တယ်။နောက်ကျမ်းမာရေးကဏ္ဍတွေကတော့ကံတရာကောင်းပါတယ်။ကျမ်းမာရေးကတော့ဆိုးဆိုးရွားရွားအညာခိုက်တွေကြီးကြီးမားမားအညာခိုက်တွေမရှိတဲ့အတွက်ကျမ်းမာရေးတွေဆိုးရင်ကြတော့မရှိပါဘူး။နောက်ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာဆိုရင်လည်းကျဲမွင့်တွေတန်းစီပေါ်နေတဲ့နမိတ်ပါပဲ။အဲ့ဖြည့်စုံမဲ့ဆောင်မွေတွေအောင်မြင်မယ်တက်မဲ့အကြောင်းတွေအစဉ်ပြေမယ်သင်တန်းကိစ္စတွေလည်းတော်တော်လေးကောင်းပါတယ်နော်ကိုယ်ဇွဲလုံးလာဝရီရနဲ့ကြိုးစားရင်ကြိုးစားသလား အောင်မြင်မဲ့ကံတရားမျိုးတွေရှိတယ်။နောက်အဓိကပြောချင်တာကတော့အခြေအနေအရပေါ့နော်။အခြေအနေအရနဲ့ပတ်သက်တဲ့ကံတရားမှာကျတော့နည်းနည်းလေးအညာလေးတွေရှိပါတယ်။အခြေအအကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တယ်။အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်သောကရောက်ရတတ်တယ်။အဲ့ဒီဘက်မှာအခြေအနေနဲ့ပတ်သက်ပြီးဘလို့ကြောင့်အစိမ့်ညရတာလဲဘလို့ကြောင့်တော့ကရောက်ရတာလဲဆိုရင်တဲ့အဲ့ဒီအတိုင်းဝိုင်းကြောင့်အစိမ့်ညရတာပါ ခြားသာပြည်သားသမီးတွေရာတဲ့အတိုင်းဝိုင်းကြောင့်အတိုင်းဝိုင်းဆိုကိုယ်အတိုင်းဝိုင်းလို့ဖြစ်ရင်ဖြစ်မယ်ကိုယ့်ရဲ့အမျိုးသားတို့ကိုယ့်ရဲ့ဇနီးမယားရဲ့အတိုင်းဝိုင်းလည်းဖြစ်ရင်ဖြစ်မယ်သူတို့ကိုအကြောင်းပြုပြီးတော့အင်းဒီအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတဲ့တောကရောက်ရတတ်တယ်အတိုက်ခံလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးတွေတော့သတိထားသင့်ပါတယ်နော်ဟဲ့တော့အလုံးချုပ်ကုန်သုံးတဲ့အဓိကအကန့်တရားဖြစ်တဲ့အလုပ်တွေငွေကြေးတွေကျန်းမာရေးတွေအဲ့ဒါတွေကတော့ကောင်းပါတယ် ဲ့တော့ကျန်သာပြည်သားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်လေးတွေကတော့အပြာရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်6ခန်းနဲ့4ခန်းနဲ့4ခန်းနဲ့6ခန်းတွေကတော့ကံကောင်းတဲ့နံပါတ်တွေဖြစ်ပါလားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတည့်ရတိကတ်လူပူဇော်ပြီးတော့ဆုတောင်းပါအញ្ញံအခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်နော်ဒါတော့ကျွန်တော်ကြာသာပြေသာသမီးတွေအတွက်အပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာတင်ပေးနေကြဖြစ်တဲ့ ဒုက္ခကျေပွင့်တေရောနမိတ်ကိုကံကြမ္မာဖတ်ကြားပေးကြတာဖြစ်ပါတယ်။လာမယ်25ရက်နေ့ဒီဇင်ဘာ25ရက်နေ့မှာကျွန်တော်တို့ယူရောမင်္ဂလာဂျမ်းမှာ အုံယူပွဲရှိပါတယ်။နော်ညဘက်မှာယွညွတ်ကြမှာပါ။အဲတော့အုံယူပွဲကိုအားလုံးပါဝင်နိုင်ပါတယ်ဆိုပြီးတော့ပြိမ့်မှန်ကပြုပါလေနော်။ကြိုင်မနေကတော့အုံရုပ်ပွဲအုံရုပ်ပြီးတော့အဲအချုပ်အခဲအခဲတွေကနေလွတ်တယ်လိုရာဆန္ဒတွေပြည့်တယ်အဲ့တော့ကြိုင်မနေက အုံရွတ်တဲ့နေ့ကိုအစွဲပြုပြီးတော့ခရစ်စမတ်နေ့မှာအုံနေရွတ်ကြမှာပါအဲတော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းနဲ့အားလုံးကိုဖိတ်မှန်တကာပြုပါရစေနော်ကိုကျမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်